င်္ဂလာပါရှင်။ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပတိန်လေးစိတ်အစ်စ်မြင့်တင်နေမှုပို့ချုံမှုကြီးမင်းအွန်လိုင်းကြည့်ရှုတဲ့သတင်းဖြစ်ပါတယ်။ ARD တိုင်းတွင်ခီးသွားကဏ္ဍမြင့်တင်နိုင်အတွက်ပတိန်လေးစိတ်အားအစ်စ်မြင့်တင်လျက်ရှိရာမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌပို့ချုံမှုကြီးမင်းအွန်လိုင်းမှအောက်တိုဘာ19ရက်ကကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ အဆိုပါပသိလေးစိတ်အစစ်မြစ်တင်နေမှုကိုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးကယာယီတမရအားရှင်းလင်းတင်ပြရာယာယီတမရမှပသိလေးရင်တွင်အားခရီးသွားကဏ္ဍမြင့်တင်နိုင်ရေးအတွက်အစစ်မြစ်တင်ခြင်းဖြစ်လို့လုပ်ငန်းများဆောင်ရွက်ရာတွင်စနစ်တကျဖြင့်တတ်မှတ်ကာလအတွင်းပြည်စည်းအောင်ဆောင်ရွက်ရန်မှာကြောင်းသိရပါသည်။ ဒါပြင်ယာယီသမရသည်ပသိမ်မြို့တွင်အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအာကစားနှင့်ကာယပညာဦးစီးဌာနအာကစားနှင့်ကာယပညာသိပ္ပံပသိမ်တိစောက်နေမှုအရာရီတိုင်းဒေသကြီးအစစ်မြေရေကူးကန်ပသိမ်တိစောက်ပြည်စီနေမှုနှင့်ရေကူးကန်အတွင်အခြေခံရေကူးနှင့်ဒိုင်မင်းသင်တန်းသားသင်တန်းသူများရေကူးလေ့ကျင့်နေမှုတို့ကိုကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။ယာယီသမရသည် အာကစားကဏ္ဍနဲ့ပတ်သက်၍တိုင်းနေပြည်နေများအလိုက်အာကစားကွင်းများကိုအစစ်မြင့်တင်ပေးနေသလိုအစစ်မြေကူကံများကိုလည်းတိစောက်ပေးလျက်ရှိရာအာကစားပြိုင်ပွဲများကျင်းပချိန်တွင်ပွဲချီပရိသတ်များရှိရန်လိုကနီးပြများပြည့်စုံသာရှိရန်လည်းလိုအပ်တာကြောင့်အာကစားတူတက်ရေးအတွက်စံခိုင်ရေးနီးပြနှင့်နီးစနစ်နီးပြများထားရှိပြီးအာကစားကဏ္ဍတူတက်အောင်ဆောင်ရွက်ရန်တို့ကိုမှတ်ကြားထားကြောင်းသိရှိရပါသည်ရှင်